မင်္ဂလာပါရှင်ရမ ्या AC ကျူနိုင်ငံရေးသူတည်တနာဌာနနဲ့လွတ်လပ်တော်မူတဲ့အကျစီတို့ပူပေါင်းတင်ဆက်တဲ့ငင်းချဲရေးတုံးတစ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရွေးကောက်ပွဲကငင်းချဲရေးအတွက်ညှို့လင့်လို့ရလားဆိုတဲ့အကြောင်းစင်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါ ာနာဒိုင်းစစ်ကောင်စီဟာရက်စွဲအတိအကျနဲ့ထုတ်ပြောတာမရှိသေးပေမဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ဆိုပြီးတော့အခုနှစ်နှစ်ကုန်ပိုင်းဒါမှမဟုတ်လာမယ့်နှစ်ဆန်ပိုင်းကာလတွေမှာယူကောက်ပွဲကျင်းပဖို့ကြေညာထားပါတယ်။လက်ရှိအခြေအနေအရစစ်ကောင်စီဥဆောင်ကျင်းပမဲ့ယူကောက်ပွဲဟာ ဝင်ပြိုင်နိုင်ဖို့ပါတီအရေအတွက်စုစုပေါင်း89ပါတီအထိရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေတွေပြဋ္ဌာန်းလာတာမရှိသေးတဲ့ပြင်မဆန္ဒအနေမြေတွေလည်းမတက်မတ်ရသေးတာကြောင့်မှတ်ပုံတင်ခွေရရှိထားတဲ့နိုင်ငံရေးပါတီအချို့ဟာရွေးကောက်ပွဲအတွက်တရားဝင်လှုပ်ရှားဖို့အခက်အခဲရှိနေကြပါတယ်။ဒါပေမဲ့စစ်အုပ်စုရဲ့ကြောထောက်နောက်ခံရှိတဲ့ပြည်ထောင်စုနဲ့စက်ခိုင်ဖွဲ့ဖြိုးရေးပါတီ USDP ပြည်သူ့ပါတီ PP နဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သူ့လုံတို့မှာအခက်အခဲမရှိလှုပ်ရှားနိုင်ကြတာကိုတွေ့နေရပါတယ်။ အနာဒဲမြန်မာစစ်တပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကမှကောင်စီဝင်အဖြစ်လေးနှစ်ကြာပါဝင်ခဲ့ဖူးတဲ့ဒေါ်တသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးဟာအခုမေလာမှာသတင်းစာရှင်းလင်းပွဲတည်းရပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းအခြေဆိုင်မီဒီယာဆန်နှခုနဲ့မေလာ17ရက်နေ့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲဟာပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရွေးကောက်ပွဲနဲ့အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအပေါ်သဘောထားရှင်းလင်းတဲ့အလှုပ်ရှားမှုတစ်ခုအဖြစ်မြင်သာစေခဲ့ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့အာဏာသိမ်းစစ်ကောင်စီ UCP ကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတပြီးတမတမန်ကြမယ်လို့အမွန်းတင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကနေလွှတ်တော်အတွင်းတပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဒုတိယသမ္မတတအူပြည်ထရေးကာကွယ်ရေးနဲ့နေဆက်ရေးရာ ဝန်ကြီးနေရာတွေကိုအဆောပြုခက်အနိုင်ခွင့်အလိုလျောက်ရထားပြီးသားဖြစ်ကြောင်းဘာဒီဥက္ကဋ္ဌဖြစ်သူဒေါ်တသက်ခိုင်ကပြောဆိုထားတာပါ။ဒါပြင်လက်ရှိမြန်မာပြည်သွင်းဆဲဖြစ်နေတဲ့အခြေအနေတွေမှာယူကောက်ပွဲချင်းပါတာထက်မြန်မာအရေးမှာအဓိကကြောက်သူတွေနဲ့နိုင်ငံရေးသဘောတူညီချက်အရင်ရယူဖို့မသင့်ဘူးလားဆိုတဲ့ PPC သတင်းဌာနရဲ့မေးမြန်းမှုကိုစစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြင်းချင်ရေးပေါ်ဆောင်မှုညနိုင်ရေးကော်မတီ NSPNC အပြည့်ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA EAO တွေနဲ့နိုင်ငံရေးပါတီတွေတွဲဆောင် ဆွေးနွေးမှုတွေဟာနိုင်ငံသဘောတူညီချက်လို့ပြည်သူ့ရှေ့ဆောင်ပါတီအဝတ်ထားကရည်ညွှန်းပြောဆိုခဲ့တာပါဒါပေမဲ့အဲ့ဒီတွေ့ဆုံမှုတွေမှာသဘောတူညီခဲ့တဲ့နိုင်ငံရဲ့သဘောတူညီချက်တွေကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအလွန်လာမဲ့လွှတ်တော်အတွင်းထပ်မံအသိပြုပြီးမှသာအသိပွေခန်းစားနိုင်မဲ့သဘောဖြစ်ပါတယ်အဲ့ဒီသဘောတူညီချက်တွေကိုလွှတ်တော်ဖြစ်ပြန်လည်ပြောင်းလဲဖြတ်သိမ်းနိုင်တဲ့မတိမြဲမှုရှိခြင်းကိုဖော်ပြနေတာပါ စစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီချက်ရယူထားတဲ့လက်နက်ကင်အဖွဲ့ဆိုတာအာဏာသိမ်းဖြစ်စဉ်တခြားကြည်တပေါင်းမြမဖောက်တလို့စစ်ကောင်စီနဲ့လည်းတိုက်ပွဲဖြစ်ပေါ်မှုလုံးဝမရှိခဲ့တဲ့အဖွဲ့များသာဖြစ်ပါတယ်။နိုင်ငံသဘောလုံးကိုလွှမ်းခြုံနိုင်တဲ့ငြိမ်းချမ်းရေးအုတ်မြစ်မဖြစ်နိုင်တယ်လို့တရားဝင်ခိုင်မာမှုလည်းရှိနိုင်လိမ့်မှာမဟုတ်ပါဘူး။ ဒါကြောင့်လက်ရှိအခြေအနေအရမြန်မာနိုင်ငံမှာတည်ဆောက်တဲ့နိုင်ငံသဘောတူညီချက်မရှိသေးတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပရာ2010ရွေးကောက်ပွဲအလွန်ဥသိမ်းစင်အစိုးရကာလာအောက်နေကြတဲ့စစ်တပ်ကထိန်းချုပ်တဲ့အရက်ဘက်အုပ်ချုပ်ရေးသားဖြစ်လာမှာပါ။ င်ကောက်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတရားမဝင်ကြောင်းထုတ်ဖော်တဲ့ကမ္ဘာနိုင်ငံအဖွဲ့အစည်းများရှိသလိုလက်ခံသောနိုင်ငံတွေလည်းရှိနေပါတယ်။အထူးသဖြင့်တရုတ်နဲ့ရုရှားနိုင်ငံတွေဟာအာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌကိုမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တဦးတစ်ဖွဲ့အရာသွင်းဆက်ဆံနေတာပါ။ ဒါပေမဲ့တရုတ်အစိုးရဟာစစ်တပ်ကအာဏာစားတင်တိုင်းပြည်ပချင်းနှစ်နှစ်ကျော်ခန့်မြမအရေးနဲ့ပတ်သက်တဲ့ဈာနှင့်အဖြစ်ရည်တည်ခဲ့ရကနေပြီးခဲ့တဲ့ကြားဖြတ်ကာလနောက်ပိုင်းစစ်ကောင်စီဘက်သို့ပြောင်းကြကြရင်ခဲ့တာကိုတွေ့ရပါတယ်ရုရှားနိုင်ငံခရင်မလီမှာတရုတ်သမ္မတအရှိချင်းဖြစ်တဲ့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့တွေ့ဆုံခဲ့တဲ့အထိစစ်ကောင်စီကိုမျက်နှာသာပြီးခဲ့တာပါဘာကြောင့်လဲ စစ်ကောင်စီတပ်ကိုစက်ကျင်တိုက်ခိုက်နေတဲ့အင်အားစုတွေကြွေးကြော်ထားတဲ့ဖက်ဒရယ်ဒီမိုကရေစီအယူအဆဟာတိုင်းပြည်ကိုတည်ငြိမ်အောင်ဆွမ်းဆောင်ပေးနိုင်ခြင်းမရှိတဲ့အပြင်တိုင်းပြည်ကိုပိုပြီးဖျို့ဖျက်နဲ့မတိမညာဖြစ်စေပြီးမြမပြည်တွင်စစ်ဟာလည်းမြစ်တိအခါများရပ်တန့်နိုင်မှာမဟုတ်ပဲ organization ဟူသည့်အစိမ့်စိမ့်အမောမောပြိုကွဲမဲ့လမ်းကိုဥတည်နေခြင်းဖြစ်ကြောင်းအသွေးခေါ်ပိုင်းရတရုတ်ကရှုမြင်ထားတာပါ ထပြင်နိုင်ငံတော်ဝန်ရှိလူရည်သုံးပုံနှစ်ပုံခက်သည့်လူနေထူထက်တဲ့မြို့ပြနေရာအများစုဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အချက်ပေါ်မူတည်ပြီးစစ်ကောင်စီကိုနိုင်ငံရေးထွက်ပေါက်အဖြစ်ရွေးကောက်ပွဲမဖြစ်မနေကျင်းပရေးလမ်းပတ်ကိုတရုတ်ကသုံးပုံနေခြင်းဖြစ်တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားစစ်ကောလိပ်မှ လုံခြုံရေးဆိုင်ရာမဟာဗျူဟာပါတာရဲ့ပမောက္ခအစခရီးအဘူစာက PPC သတင်းဌာနနဲ့မေးမြန်းမှုတစ်ခုမှဖြေဆိုထားပါတယ်။တရုတ်နိုင်ငံရဲ့သဘောထားဟာစစ်ကောင်စီနဲ့လက်ဝါချင်းရိုက်ထားတဲ့စစ်ရဲအကျိုးတူမှုအပေါ်သာအခြေခံနေပြီးစစ်ကောင်စီရဲ့ပြည်သူထောက်ခံမှုနဲ့ပတ်သက်ဆိုင်ကြောင်းထင်ရှားနေတာပါ။မြန်မာနိုင်ငံတွင်လက်ရှိပြည်တွင်းစစ်နဲ့နိုင်ငံရေးအကြက်တဲ့အခြေအနေမှာစစ်ကောင်စီကဥဆောင်ပြီးကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုခိုင်မာမှုနဲ့အများပြည်သူလက်ခံနိုင်မှုအရာကြီးရင်အလွန်ဆိုးရိမ်ဖွယ်ကောင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီဘက်ကရယူထားတဲ့နိုင်ငံရေးသဘောတူညီချက်တွေဟာ လွှတ်တော်အသွင်း၌သာအတည်ပြုရမယ်လို့သတ်မှတ်ထားခြင်းဟာသဘောတူညီချက်များရဲ့အတည်မြဲမှုကိုညှို့လျက်ခတ်စေပြီးပအဝင်ဆွေးနွေးခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေဟာလည်းနိုင်ငံတော်လုံးကိုကိုစားပြုနိုင်မဲ့အာဏာရှိသူတွေမဟုတ်ကြခြင်းဟာရင်းရှေလက်တွဲကြတဲ့ရင်းချဲရေးနဲ့နိုင်ငံရေးကိုသုံးတရာပြုပြင်ပြောင်းလဲနိုင်လိမ့်မှာမဟုတ်ပါဘူး။ ဒါပြင်စစ်ကောင်စီအပေါ်တရုတ်နဲ့ရုရှားတို့ရဲ့ထောက်ခံမှုများဟာလည်းလူလူထောက်ခံမှုအပေါ်အခြေမခံပဲမိမိတို့နိုင်ငံရဲ့မဟာဗျူဟာနဲ့အစိုးစီးပွားရေးအပေါ်သာအခြေခံနေတဲ့အရာဖြစ်ပါတယ်။တဖက်မှာလည်းမြန်မာနိုင်ငံရှိပြည်သူတရက်လုံးဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလုံးဝထောက်ခံဖို့မြည်သူများမဖြစ်နိုင်ပဲ။ဒါကြောင့်လက်ရှိအခြေအနေအရရွေးကောက်ပွဲထက် ပြည်သူလူထုအပေါ်အခြေခံပြီးမြမအရေးမှာအဓိကကျသူအလုံး all inclusive ပါဝင်တဲ့နိုင်ငံရေးသဘောတူညီချက်တရက်ရရှိဖို့ကြိုးပမ်းတင်တာပါ။အဲ့ဒီလို ရရှိလာတဲ့သဘောတူညီချက်ပေါ်မူတည်ကအများလက်ခံပြီးတရားဝင်မှုရှိတဲ့ပြည်သူအစိုးရတရားကိုဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။အဲဒီလိုအခင်းအကျင်းမျိုးမပေါ်မချင်းကျင်းပမဲ့ရွေးကောက်ပွဲဟာ2010ခုနှစ်ကဲ့သို့စစ်သက်ထိန်ချုပ်မှုအောက်ရှိအရက်ဘတ်အစိုးရအဖြစ်သာပြန်လည်ပေါ်ပေါက်လာနိုင်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ ခုတုံသက်ချက်စာရန်ကိုရမ်းမြအင်စီကျိုးမှနိုင်ငံရေးသူတွေတီများရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။